အားလုံးပဲမိင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အာရှလန်ပြန်ဖွဲ့နိုင်ရေးကော့ဂရိတ်တွင်အကြံဖက်စစ်တပ်နှင့်လက်ပါစီ BGF ကပူးပေါင်းစစ်ကြောင်းထိုးနေပြီးတိုက်ပွဲများဖြစ်ပွားစောချစ်သူ BGF ကအကြံဖက်စစ်တပ်နှင့်ပူးပေါင်း၍စစ်ကြောင်းထိုးသည့်အပြင်အတုရောင်ရွှေကောက်ပွဲအတွက်ပြည်သူများကိုမဲထက်ရမည်ဟုလိုက်လံချိန်ချောက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ကရင်ပြည်နယ်ကော့ကရက်မြို့နယ်တွင်အာရှလန်ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက်အကြံဖက်စစ်တပ်က VGN နှင့်ပူးပေါင်းပြီးစစ်ကြောင်းထိုးနေသဖြင့်တိုက်ပွဲဖြစ်ပွားနေကာစစ်တပ်ကလက်နက်ကြီးများပစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်မှုရှိနေကြောင်းကရင်စစ်ရေးတရင်ရေးမြက်ကတရင်ဌာနကိုပြောကြားပါတယ်။ရှမနီစတင်ဘာလ28ရက်နေ့ကကော့ခရိတ်မြို့နယ်မြောက်ပိုင်းကမိုင်ကုန်းအမ်ဖာဂျီကျေးရွာဘက်သို့ အကြံဖတ်စစ်တပ်နှင့်စောချစ်သူလက်အောက်ခံ PDF တပ်ဖွဲ့တပ်နယ်၃ဖွဲ့တပ်ဖွဲ့ဝင်များပူးပေါင်းပြီးစစ်ကြောင်းထုတ်လာသည့်ပြင် KNL ပူးပေါင်းတပ်များကခုခံတိုက်ခိုက်ခဲ့ရာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထို့ပြင်ကော့ကရီမြို့အခြေဆိုင်ခလာရ69တပ်ရင်းကလက်နက်ကြီးများဖြင့်ပြည်သူများနှင့်ထိုင်ရာခြေရွာများအတွင်သို့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာခြေရွာသူခြေရွာသားများထိခိုက်မှုရှိကြောင်းသိရပါသည်စစ်တပ်ကအာရှလန်ပြန်ဖွင့်ဖို့ဗိုလ်ချစ်သူလက်အောက်ခံတပ်နယ်တုံး BGF တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးကော့ကရိတ်မြောက်ပိုင်းကမိုင်ကုန်း အန်ဖာကြီးရွာတွေဘက်ကိုစစ်ကြောင်းတွေဝင်လာနေလို့မနေ့ကစက်တင်ဘာ28ရက်မှာ KNL တပ်တွေနဲ့တိုက်ပွဲဖြစ်ပါတယ်။ကော့ဂရိတ်ခလာရ68တပ်ကလက်နက်ကြီးတွေရွာတွေဘက်ပစ်ထုတ်တာမှာရွာသားတွေထိခိုက်မှုရှိလို့ KNU စေယုံစီကိုပို့ရပါတယ်ဟုကရင်စစ်ရေးတရင်ရင်မြက်ကတရင်ဌာနကိုပြောကြားပါတယ်။ကရင်နယ်ကြားစောင့်တပ် PGF ကစစ်တပ်နဲ့ပူးပေါင်းပြီးစစ်ကြောင်းထိုးသည့်အပြင်စစ်တပ်ရွေးကောက်ပွဲအတွက်ပြည်သူများကိုမဲထည့်ရမည်ဟု PGF ကလိုက်လံချင်းချောင်းနေကြောင်းသိရှိရပါတယ်။ ရှင်မင်းစက်တင်ဘာလ28ရက်နေ့ခေါ်ကလေးမျိုးနဲ့နဘူးအုပ်စုဝဲကင်းအံဖုံကြီးကျောင်းတွင် BGF စစ်သား50ခန့်လုံခြုံရေးယူကရွေးကောက်ပွဲမဲထည်နေတရုတ်ပြမှုကိုလှုပ်ဆောင်ခဲ့ကြောင်းရွာသူရွာသားများအနေဖြင့်လည်းစစ်မရှောင်ပဲရွေးကောက်ပွဲတွင်မဲထည့်ရမည်ဟုချိန်ကြောက်စီယုံလျက်ရှိကြောင်းသိရပါသည်။ဖိုးချစ်သူ BGF တပ်ဖွဲ့မှပါတဲ့ကရင်စစ်သားတွေကရွာသားတွေကိုဘယ်မှစစ်မရှောင်ဘူးရွာမှာပဲနေကြဖို့စားတောက်စရာတွေသူတို့ပေးမယ်ဆိုတာမျိုးစီယုံပြီးပြောပါတယ်။ မနေ့ကနဘူးအုပ်စုဝဲကင်းအန်ရွာမဘာတာဖုန်ကြီးကျောင်းမှာရွေးကောက်ပွဲထည့်နေတရုတ်ပြရာတွေကို BGF အင်အား90ကျော်လုံခြုံရေးယူပြီးလှုပ်ပေးနေပါတယ်။ဒေတာငိန်ချန်ဖို့ရွေးကောက်ပွဲကိုမဲထည့်ရမယ်ဆိုပြီးခြေရွာတွေစက်တိုက်မဲထည့်နေတင်ပြက BGF ကစီယုံနေပါတယ်ဟုကရင်စစ်ရေးတရင်ချင်းမြစ်ကရှင်းပြပါတယ်။ကရင်နေကြားဆောင်တက် BGF ကစစ်တပ်ပြုလုပ်မိရွေးကောက်ပွဲကိုထောက်ခံပြီးရွေးကောက်ပွဲဖြစ်မြောက်ရေးကူညီဆောင်ရွက်ပေးမည်ဟုတရားဝင်ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဆက်လက်ပြီးဒဝဲမြို့နယ်ဘက်ကရီရွာရေကန်းစင်ဖုန်ကြီးကျောင်း၌တက်ဆွဲထားသောအကြံဖက်စစ်သားများကိုဒဝဲခရိုင်တော်လိုင်းရီပူပေါင်းတပ်များတိုက်ခိုက်အကြံဖက်စစ်တပ်မှတက်ကြက်ကြီး၂ဦးအပါအဝင်စစ်သား9ဦးသေဆုံးပြီးလက်နက်ခရင်အချို့သိမ်းဆည်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းဒဝဲခရိုင်ဒဝဲမြို့နယ်ဘက်ကရီကျေးရွာရေကန်းစင်ဖုန်ကြီးကျောင်း၌တက်ဆွဲထားသောအကြံဖက်စစ်သားများကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာတက်ကြက်ကြီး၂ဦးအပါအဝင်စစ်သား9ဦးသေဆုံးခဲ့ကြောင်း တဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ကထုတ်ပြန်ပါတယ်စက်တင်ဘာလ14ရက်ညနေ3:00နာရီဝန်းကျင်ကတဝဲမြို့နယ်တဝဲတီခီလန်းပေါ်ရှိ ပကာရီကျေးရွာရက်ကန်းစင်ဖုန်ကြီးကျောင်းအတွင်ယာယီတပ်ဆွဲနေသောစစ်ကောင်စီစစ်တောင်းကိုတော်လရေးပူပေါင်းတပ်ဖွဲ့ဝင်များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ2နာရီခန့်ကြာမြင့်ခဲ့ကြောင်းသိရပါတယ်ထို့သော တိုက်ခိုက်မှုအတွင်အကြံဖက်စစ်ကောင်စီတပ်မှတက်ကြွကြီးအစဉ်ရှိသူ၂ဦးအပါအဝင်စစ်သား9ဦးသေဆုံးပြီးဒုတိယဗိုလ်မှူးကြီးတပ်ဦးအပါအဝင်5ဦးဒဏ်ရာရရှိခဲ့ကစစ်ကြောင်းပြက်ပြီးဖျို့ဖျဲဖြင့်ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်။တိုက်ပွဲဖြစ်ပွားရာနေရာအားနေမြေရှင်လင်းစဉ်အကြံဖက်စစ်သားများကင်ဆာအုံသုံးပြုသော MA1 မျိုးစာတနတ်တလန်ကြီးပေါက်လေးကို89မမဘုံသီးနှလုံး60မမဘုံသီးနှလုံးနဲ့5.56ကြီးအတောက်200တို့ကိုတင်စီရရှိခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA ဒုတကစစ်ကြောင်းဒဝဲပြည်သူလွတ်မြောက်ရေးတပ်အေဒင်မှုပျောက်ကြားတပ်ဖွဲ့လက်ကသစ္စာချက်တဲ့နဲ့ဖီလုံးပျောက်ကြားတပ်ဖွဲ့ဒဝဲ Krela Revolutionary Force DGRF ဒဝဲခရိုင်တပ်ပေါင်းစုဒေါနာတက်ခွဲခွနဲ့ဒဝဲအရှိတော်တပ်ဖွဲ့ DEF တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်တအူမြင့်မြတ်စွာကြာဆုံးခဲ့ကြောင်းသိရပါတယ်တနင်္ဂနွေလုံးအတိုင်းအတာဖြင့်စီရင်ညအအရှိန်အဟုန်ထိုးမြင့်စွာဆောင်ရွက်နေသည့်အချိန်ဖြစ်သောကြောင့်မိဘပြည်သူများအနေဖြင့် စည်ရဲအထူးသတိပြုသွားလာနေထိုင်ကြရန်တနင်္သာရီတိုင်းအတွင်းစစ်ကောင်စီတပ်မှအချိန်မရွေးလေကြောင်းအုံပြုတိုက်ခိုက်မှုများရှိလာနိုင်သောကြောင့်လေကြောင်းရန်ကာကွယ်ရေးနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကိုလည်းလိုက်နာကြင်ကြံနေထိုင်ပေးကြပါရန်တိုက်တွန်းထားပါသည်။တော်လန်ရေးနှင့်စည်ရဲအရှိန်မြင့်လာသည့်နှင့်အမျှပြည်သူ့ဘက်အမှန်တရားဘက်ရက်တီလိုသောစစ်ကောင်စီမှစစ်တီတော်များရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်းပြည်သူ့ရင်ကွင်းသို့အမြန်ဆုံးခိုလုံဝင်ရောက်ကာပူးပေါင်းပေးကြပါရန်ဆက်လက်တိုက်တွန်းထားပါသည်။ ဆက်လက်ပြီးကြောက်ဖြူတွင်အကြမ်းဖက်စစ်တပ်ကအင်အားအလုံးရင်းသုံးကစစ်တောင်းလေးကြောင်ခွဲပြီးရှစ်တိုးထိုးစစ်ဆင်လောင်းတိုက်ပွဲငြိမ်ကြင်အကြမ်းဖက်စစ်တပ်ကအင်အားတိုးချဲ့ပြီးစစ်တောင်းခွဲရှစ်တိုးလာတာတွေရှိတယ်။အေအေဘက်ကလည်းတက်လာသမျှပြစ်တာပဲ။အကြမ်းဖက်စစ်တပ်ဘက်ကအထိနာပြီးတိုက်ပွဲနေမြေလေးပူချဲ့ပြန်လာတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရင်ရက်တန်ကြာပြင်းထန်တိုက်ပွဲမရှိချိန်တွင်အင်အားစုဆောင်းနေသည့်အကြမ်းဖက်စစ်တပ်ကယခုရက်ပိုင်းစစ်ကြောင်းများခွဲကကြောက်ဖြူကိုထိုးစစ်ဆင်လာကြောင်းသိရပါရင် စစ်ကြောင်းတစ်ကြောင်းလျင်အင်အား400ခန့်သုံးကားထိုးစစ်ဆင်လာပြီးအရကတက်တော် AA သိမ်းထားသည့်စခန်းများအနီးထိချင်းကပ်လာကြောင်းသတင်းရင်းမြစ်ချမ်းမှသိရပါတယ်။တိုက်ပွဲငြိမ်ချိန်စစ်တပ်ကအင်အားတိုးချဲ့ပြီးစစ်ကြောင်းခွဲရှိတိုးလာတာတွေရှိတယ်။ AA ဘက်ကလည်းတက်လာသမျှပြစ်တာပိန်စစ်တပ်ဘက်ကအထိနာပြီးတိုက်ပွဲနယ်မြေလေးပိုကျဲပြန့်လာတယ်ဟုကြောက်ဖြူသတင်းရင်းမြစ်ကသတင်းဌာနကိုပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ24ရက်ကလည်းစစ်ကြောင်းခွဲပြီးတက်လာတဲ့စစ်ကော်မရှင်တပ်နဲ့ AA တို့မင်းတပ်တော်အနီးတွင်တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရပါတယ်။ စစ်ကော်မရှင်ကတိုက်ပွဲဖြစ်ပွားရာနေရာများကိုအင်အားတိုးချဲ့ပို့ထားပြီးလှည့်လည်စစ်ကြောင်းထိုးခြင်းကင်းပွန်းဝေချင်းများပြုလုပ်ထားပါတယ်စစ်ကော်မရှင်တပ်သည်လက်ခမော်ဘက်မှဂေါ်တူကုလပါတီစစ်ကြောင်းထိုးချီတက်လျက်ရှိသည့်အပြင်ပြတဲ့ကက်တပြေဘက်မှတပြူတောင်တပန်းကားဘက်အထိစစ်ကြောင်းထိုးလှုပ်ရှားနေပါတယ်ထို့ပြင်တ냐ဝတ်ဒီရေတပ်ဌာနချုပ်မှနေ၍ဦးကင်းကြံချိုင်အထိစစ်ကြောင်းရှိတိုးလာပြီးနှမ်းဖဲတောင်မှစစ်ကြောင်းသည်ကနီလန်ကွဲနာအထိရှိတိုးလာကြောင်းသိရပါတယ် စစ်ကော်မရှင်ကကြောက်ဖြူတိုက်ပွဲကိုအလင်းအမြန်လက်စားတက်လို့နေပြီးဆုံရှုံနေမိများကိုပြန်လည်စိုးမိုးမှုရနိုင်ရန်အပြင်းအထန်ကြိုးပမ်းနေပါတယ်။စစ်အင်အားထောင်ချီကိုမြေပြင်စစ်ကြောင်းများတွင်ဖြန့်ခွဲအုံပြုထားပြီးအခြေစိုက်တိုက်ရင်နှင့်ရှေတက်ဌာနချုပ်များမှလက်နက်ကြီးပစ်ကူစစ်သင်းမောများ၏လက်နက်ကြီးပစ်ကူတို့ဖြင့်တိုက်ပွဲပေါ်ဆောင်နေခြင်းဖြစ်ပါတယ်။မိပညာအားကိုကဒရုန်းတပ်ဖွဲ့များကိုလည်းစစ်ကြောင်းတိုင်းတွင်ထည့်သုံးထားပြီးတရုတ်နည်းပညာရှင်များကိုပါခေါ်ယူအုံပြုနေကြောင်းလည်းထွက်ပေါ်လာသည့်သတင်းများအရသိရပါတယ်။ အေအေအီတံပြန်ထိုးစစ်နှင့်စနိုက်ပါလက်ချက်ကြောင့်စစ်ကော်မရှင်ဘက်ကအရာရှိအချို့အပါအဝင်တေဆုံထိခိုက်မှုများနေပြီးပြီးခဲ့သည့်အပတ်ကကြောက်ဖြူတိုက်ပွဲမှတေဆုံနှင့်ဒဏ်ရာရစစ်ကော်မရှင်တပ်ဖွဲ့ဝင်180ခန့်ကိုစစ်တွေသို့ပို့ဆောင်ခဲ့ကြောင်းသိရပါသည်ဆလပီခင်ဦးမျိုးနယ်အတွင်းအကြံဖက်စစ်အုပ်စုစစ်ကြောင်းပြတ်တီအထိတိုက်ခိုက်ချိန်မုံခဲ့တဲ့တိုက်ပွဲမှတ်တမ်းရုပ်သံခင်ဦးပကဖထုတ်ပြန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ စကိုင်းတိုင်းရွှေဘိုခရိုင်ခင်ဦးမြို့နယ်အတွင်းစစ်ကော်မရှင် စစ်ကြောင်းပြတ်တဲ့အထိတိုက်ခိုက်နိုင်ခဲ့တဲ့မှတ်တမ်းရုပ်သံကိုပြည်သူ့ကောက်ွယ်ရေးအဖွဲ့ခင်ဦးမြို့နယ်ကထုတ်ပြန်လိုက်ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ22ရက်ကခင်ဦးရွှေဘိုအဆက်တနေရာမှာအင်အား90ခန့်ရှိတဲ့စစ်ကော်မရှင်စစ်ကြောင်းကိုခင်ဦးမြို့နယ်တော်လှန်ရေးအင်အားစုတွေပူးပေါင်းပြီးဂျာဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာဒုဗိုလ်မှူးကြီးနဲ့ဗိုလ်ကြီးအပါအဝင်စစ်ကောင်စီတပ်သားအများအပြားတိုက်ဆုံခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းစစ်ကော်မရှင်စစ်ကြောင်းတစ်ခုလုံးပြက်ကတပ်သား၂ယောက်ဖမ်းဆီးရမိပြီး ဒေါ်လာရေးရဲဖော်တွေကတော့အထီးကိမ်းမရှိခဲ့ဘူးလို့သိရပါတယ်။ဒါပြင်စစ်ကော်မရှင်တပ်သားတွေထံကနေ MA3 လေးလံ၊ MA1 ငါးလံ၊ BA63 G3 တလံ၊ကာပိုင်တလံ၊ BA100 60mm ကွန်မန်ဒိုစိန်ကြောင်းတို့တလံ၊ MA5 pistol တလံ၊ MA ကြီးပေါက်တန်3ခု၊ MA ကြီးပေါက်ကော်6ခု၊ BA63 G3 ကြီးပေါက်3ခု၊ MA5 pistol ကြီးပေါက်တစ်ခု၊ရှစ်ရက်မိုင်းလေးလုံး၊မြင်းမိုင်းနှလုံး 60 mm ဘုံဒီလေးလုံး RPG ဘုံဒီတစ်လုံး Inaga နှလုံး G ကအုတ်ထုတ်6လုံး 5.56G 286တောင်း 9mmG 900တောင်းနဲ့ငွေကျပ်52သိန်း9000ကျပ်တိတ်စီရရှိခဲ့တယ်လို့သိရပါတယ်။ကျမရဲ့တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။